ဟယ်လိုအားလုံးမင်္ဂလာပါယူနိုက်တက်ရှူကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ page messenger မှာ page messenger မှာပြီးခဲ့တဲ့ကျွန်တော် brand phone နဲ့ပွဲပြီးတော့ကျွန်တော်တို့ပွဲပြီးသုံးသက်ချီတွေဘာတွေလောက်ကြတော့ခါကြတော့သိရမလားနီးပြားကိုအပြည့်မြင်လို့သိတယ်မလားတကယ်တကယ်တမ်းပထမဆုံး goal မှာဆိုရင် Harry Maguire မလိုက်နိုင်လို့ဖြစ်ရတာလေသိရမလားနော်ပြီးရင်တတိယ goal မှာဆိုရင် ာရင်တာမဖမ်းနိုင်လို့ဖြစ်ရတာလေးပေါ့နော်ဆိုတော့ menu ဘောလုံးပြက်လို့ဖြစ်ရတာလေးပေါ့ဗျာဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့သိတယ်မလားဟာမင်းကနီးပြကြီးပြောတယ်ဘာညာကြည့်ရမလားရှိတယ်လာပြီးတော့ပို့ကြတာလေးကျွန်တော်ရှိတယ်ဆိုတော့အဲ့ဒါလေးတွေနဲ့ပတ်သက်လို့နည်းနည်းဆွေးနွေးကြည့်အောင်ဆိုတော့ဒီနေရာမှာဟိုကျွန်တော်တို့ဟိုဘောလုံးကိုမြင်မြင်ရတာကတော့ဗျာတယောက်နဲ့တယောက်လူဆယ်ယောက်ရှိရင်17မျိုးကိုယ်နိုင်တာဖြစ်တဲ့အတွက်အဲမြင်တာတွေကိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်ကတော့ဒါမပြောလို့ဘူး ဆိုတော့ဗောနော်ကျွန်တော်တို့ကျွန်တော်တို့ပြောတယ်ဘာညာဆိုရင်လည်းပဲအမှန်တမ်းပြောတယ်ဆိုမပြောလို့ဘူးဒါမျိုးပဲကြုံရမှာပဲဗောတိုးတော်လည်းပဲကျွန်တော်တို့အဲ့ဒီကိစ္စကိုကျွန်တော်နည်းနည်းလေးကြည့်ကြည့်အောင်ညီကတို့ဘာကြောင့်ကျွန်တော်တို့နေနေဗောနော်ဟိုဗရန်ဖိုးနဲ့ပွဲစဉ်မှာမဟုတ်ဘူးအသင်းမှာတိုင်ပက်နေရတယ်လို့ကျွန်တော်ကျွန်တော်တို့အသင်းမှာတိုင်ပက်နေရတဲ့ကစားမှာအများကြီးရှိတယ်ဘာကြောင့်လို့ကျွန်တော်ထင်ရလဲအခုလည်းရှိကျွန်တော်တို့နေနေဗောနော်ရက်စမန်ဝှိုက်လန်ကဂိုးတွေသွင်းနေပြီဟေးတော့မသိရင်ယူနိုက်တက်မှာတော့ကျွန်တော်ဝှိုက်လန်ကတအားစုပ်ပြတ်တက်ခဲ့ပြီးတော့လက်ရှိနာပိုလီရောက်မှတအားကောင်းလာတယ်လို့မျိုးရုပ်တရက်ကြီးပြောကြတယ် အန်တိုနီအီလန်ကကျွန်တော်မန်ချက်စတာယူနိုက်တက်မှာစုပ်ပြတ်သက်ပြီးတော့လက်ရှိ Nottingham Forest တို့အခုလက်ရှိကျွန်တော်ညူကာဆယ်တို့ကိုပြောင်းသွားမှချက်ချင်းကောင်းလာသလိုကျွန်တော်ထင်ရတယ်။နော်အခုလက်ရှိတခြားကစားသမားတွေလည်းကျွန်တော်ဒီတိုင်းပဲ။အာယူနိုက်တက်မှာတော့စုပ်ပြတ်သက်နေတာနော်တခြားသင်းပြောင်းမှကောင်းတော့တယ်ပေါ့။ပြီးရင်ကျွန်တော်တို့ David De Gea တို့ဘာလို့ဆိုရင် United မှာတော့ဘောလုံးတော့မကန်တယ်ဘူးကွာ။မင်းအခုကဲ Fiorentina မှာမြန်ပုတ်နေပြီဟာပေါ့ပြောကြတယ်။ဆိုတော့ Andre Onana ဆိုလို့ချင်းလည်းပဲ Manchester United မှာကျွန်တော်ဗောနော Onana ကတော့အမှန်တမ်းပြောရင် तू ကမပြောလို့ဘူးကျွန်တော်ကတော့ ဟုတ်ဒါမှမဟုတ်ဦးနနာဦးနနာကိုအပြစ်မြင်တာမပြောလို့ဘူးသို့တော်လည်းပဲဦးနနာဆိုလို့ချင်းလည်းပဲဒီတိုင်းပဲကျွန်တော်ပြောကြတယ်ယူနိုက်တက်မှာပေါ့တိုင်ပက်နေပြီးတော့ဟိုအသင်းမှာကျမချင်းကောင်းသွားတာလိုမျိုးပေါ့အခုစကော့မက်တူမီနီဆိုလို့ချင်းလည်းပဲကျွန်တော်ဒီတိုင်းပဲမန်ချက်စတာယူနိုက်တက်မှာမင်ကြည့်လိုက်ရင်ဒီကောင်ဘလွန်ဒီယိုကွန်တန်နာဆိုတာမင်းကလည်းအဝေးကြီးဟောလက်ရှိနာပိုလီရောက်သွားမှကစားသမားတွေကချက်ချင်းကောင်းလာတာမျိုးကျွန်တော်ပြောကြတယ်လက်ရှိမာကတ်စထရက်ရှုလည်းပဲဒီတိုင်းပဲလောယူနိုက်တက်တမတော်ကဘာမှမဟုတ်တဲ့ကောင်လို့ဖြစ်ပြီးတော့ဟမ်တခြားအသင်းပြောင်းသွားမှချက်ချင်းကောင်းလာတယ်လို့ကျွန်တော်မြင်ကြတယ် ဆိုတော့အခုလက်ရှိကိုရီယူနိုက်တက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ပေါ့နော်ဟယ်ဒီမကွိုင်းယားကဘလောက်ညံ့တာဗရန်ဖူးနဲ့ပွဲပထမကူကပြီးစရာမှမလူတာပေါ့နော်ဆိုတော့ပြောကြတယ်ဆိုတော့ကစားမားတွေကတော့ကွင်းထဲမှာကျွန်တော်အနေနဲ့အမှားလုလိုက်လို့ရှိရင်အဲ့အမှားလုတဲ့ကစားမားကတော့တိုင်ပက်ပြီးပေါ့လေကျွန်တော်မြင်ကြတာလေအဲ့ဒါပဲမြင်ကြတာကိုပြောကြဆိုကြတယ်ပေါ့ဒါပေမဲ့အကြောင်းရင်းနေကျွန်တော်ရှိတယ်အကြောင်းရင်းနေကျွန်တော်ရှိတယ်ဆိုတော့ဟယ်ဒီမကွိုင်းယားရဲ့ case နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောကြည့်အောင်မကွိုင်းယားအကြောင်းကျွန်တော်အနေနဲ့ပထမကူကျွန်တော်ပြီးရတယ်ပေါ့နော် ဆိုတော့ဖြစ်လာတာကဘယ်လိုလဲဆိုတော့ဟယ်ရီမကွိုင်းယားဒီကွင်းတဝက်လောက်ထိကျွန်တော်တို့ကဘရန်ဖို့ကိုဖိပြီးတော့ကစားနေတဲ့အချိန်မှာ MO ရင်က high defense line နဲ့ကျွန်တော်ကစားတယ်ကစားတော့ကျွန်တော်တို့ဘယ်တော့စန်တဘက်၃ယောက်ထဲမှာဆိုလို့ရှိရင်ဟယ်ရီမကွိုင်းယားတစ်ယောက်ပဲ deep zone မှာနေရတာပြောချင်တာကမကွိုင်းယားဒီဘိုင်ယန်နာနဲ့ကက်နေတာတော့မဟုတ်ဘူးသူ့နောက်မှာ speed အကြီးကြီးရှိတယ်ဒါပေမဲ့လို့စန်တဘက်၃ယောက်ထဲမှာသူတစ်ယောက်ပဲ deep zone မှာနေရတာအဲ့ဒီ၃ယောက်ထဲမှာမကွိုင်းယားဒီအနှေးဆုံးကစားမှာ မကွမ်းရသည့်အနေသုံးကစားမှာကျွန်တော်တို့နီးပြအနေနဲ့ high defensive line ကစားပြီးဆိုလို့ရှိရင်ဖြည့်ချင်းချက်နှစ်ခုရှိတယ်ဗျာသိလားနော်ဖြည့်ချင်းချက်ကျွန်တော်နှစ်ခုရှိတယ်နံပါတ်1ကကိုအသင်းကိုလုံးဝလက်ရှိ Hansi Flick ရဲ့ Barcelona လိုမျိုးလူကျွန်ထောင်ချောင်းနဲ့ record ပဲနော်ဒီပြပြိုင်ဘက်ကိုအကြောက်ချတဲ့ပုံစံမျိုးရှိမယ်နောက်တစ်ခုကအယမ်းမြန်တဲ့ခန့်စစ်ကစားသမားတွေနဲ့ကျွန်တော်ကောင်တာအထက်ကလောင်းဘောတွေကိုပြန်ပြီးတော့ recover လုပ်မဲ့အစီအစဉ်ရှိတယ် ်လက်ရှိ MO တွေက high defense line ကိုကျွန်တော်တို့အနေနဲ့ကစားတဲ့အခါမှာဟိုလူကျွန်ထောင်ချောက်အနေနဲ့ကစားတဲ့နီးပြမဟုတ်ဘူးဆိုတော့အခုလက်ရှိ Harry Maguire ကိုလည်းကျွန်တော်တို့ကစန္ဒဘတ်၃ယောက်မှာအလဲမှာတုံးပြီးတော့ high defense line ကြီးနဲ့လည်းကစားနေတယ်ကိုဘက်ကလောင်းဘောလာတော့ကျွန်တော်ဘုနော် Maguire ကမလိုက်နိုင်လို့ဆိုဖြစ်သွားကြရောဆိုတော့ Maguire အပြစ်ဖြစ်ကြတယ်ခေတန်းကဟုတ်မနေဘူးကျွန်တော်တို့ကနီးပြကောင်းတယောက်ဆိုတာကစားသမားတယောက်ရဲ့ profile ကစားသမားတယောက်ရဲ့အားနည်းချက်အားသာချက်တွေကိုကျွန်တော်တို့သိထားရမှာ ော့ဆိုတော့နီးပြတွေ professional နီးပြဖြစ်လာပြီဆိုကြတဲ့ကဗျာတည်ပြီးသားပဲဒါပေမဲ့တည့်ရဲ့အတန်းနဲ့မတိကျေကျွံပြတဲ့သူတွေရှိတယ်ဗျာဒီလားဟုတ်ပြီလို့ရှိရင်အဲ့ဒီကစားမရဲ့အကောင်းဆုံးဆွဲဆောင်ရဖို့မတုံးမင်းနဲ့အစဉ်ပြေပါလေလေးဆိုပြီးတော့ထားသုံးနေတဲ့သူတွေကျွန်တော်ရှိတယ်။ထားပါတော့အခုမကွမ်းရဆိုလို့ရှိရင်များကဲစန်ထရယ်စန်နာဘက်မှာဟယ်ဒီမကွမ်းရကိုနီးပြအမ်မိုရင်တုံးရတဲ့အကြောင်းရင်းနှစ်ခုရှိတယ်။နံပါတ်1ကဒီကစားမဖြစ်သူကဟိုဘယ်လိုပြောမလဲလောင်းဘောဒိုင်ယန်ကွန်နေဘောစ်ဒီကောင်းကောင်းပေးနိုင်လို့နံပါတ်2ကကျွန်တော်ဒက်ဖန်နေနဲ့ကျွန်တော်ခေါင်းဘောကောင်းလို့ ဒါကြောင့်သူတုံးနေတာဒါပေမဲ့လို့ Harry Maguire မှာ recovery pace မရှိဘူးပြောချင်တာကခုနကအဲ့ brand phone နဲ့ပွဲစဉ်ကလိုမျိုးကျွန်တော်တို့ဟိုသူနောက်မှာကျန်ခဲ့တဲ့ space အကြီးကိုပြိုင်ဘက်တိုက်စစ်ကစားမနဲ့ရှင်လိုက်ပြီးတော့ကျွန်တော်နေတယ်ပေါ့နော် recover မလုပ်နိုင်ဘူးသူတအားနှေးတယ်ဆိုတာနေတဲ့ကစားမကိုကျွန်တော်ကအဲ့လောက် space အကြီးနောက်သူ့နောက်မှာထားပြီးတော့တုံးလို့မရဘူး။ရှင်ပြေးရပြီးရဲ့သူကြံခဲ့မှာ။ဆိုတော့အဲ့ဒါကမကွိုင်းရကိုသူကမပြေးနိုင်တာကမကွိုင်းရကိုသူကအပြစ်ပြောလို့မရဘူး။ မကွမ်းရသည်မြင့်စိန်ပြေးတိုင်းထားပါလိမ့်မယ်ဦးစိန်ဘောတို့လိုကောင်းနေမြင့်မဟုတ်တာမကွမ်းရရဲ့အားနေချက်ဒီ face ရှိတယ်ဆိုတော့ဒီကစားမရဲ့အားနေချက်ကိုကာကွယ်ဖို့သူဘယ်လိုလုပ်ရမလဲအဲဒါသည်ခုနက center back ၃ယောက်ထဲမှာ Harry Maguire ကို central center back ကနေနည်းနည်းလေးရှိူတိုးဝဲမျိုးကျန်တဲ့ center back ၂ယောက် Luke Shaw တို့ကျွန်တော်တို့ကပေါ့နော်အဲ delete တို့ပြီးနေတယ်ဆိုရင်ဒီစုံကသူကထားတာမျိုးဒါလို့စေမကွမ်းရရဲ့အားနေချက်ကိုကာကွယ်ပြီးသားဖြစ်သွားမယ်မကွမ်းရရဲ့အားသာချက်ဖြစ်တဲ့ဒိုင်ယန်ကွန်နေပတ်စ်တီကျွန်တော်တို့ဆက်ပြီးတော့တုံးလို့ရအောင်မယ်ဒါမျို ော်အခုကအမိုနီမကွမ်းရကိုတုံးလိုက်ပြီးတော့အဲ့ဒီ brand ဖိုးနဲ့ပွဲစဉ်ကပေးလိုက်ရတဲ့ပထမကူးမှာအမိုနီအနေနဲ့မကွမ်းရရဲ့အားနည်းချက်ကိုမကာကွယ်နိုင်လို့ကျွန်တော်ဖြစ်ရတာမကွာကွယ်နိုင်လို့ကျွန်တော်ဖြစ်ရတာအခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ထပါတော့ကဲဟိုဘလူးနိုဖာနန်ဒက်စ်ကိုကျွန်တော်ကြည့်ကြည့်ဖာနန်ဒက်စ်ကိုကျွန်တော်အနေနဲ့ပင်နေဒီမုံဝင်လို့ဆယ်တာပင်နေဒီမုံဝင်လို့ဆယ်တာကျွန်တော်ပြဿနာမလက်ခံနိုင်သေးတယ်ဒါပေမဲ့လို့ပေါ့နော်ဒီကောင်ပါလို့လောင်းဘောတွေပြီးနေရတာလေပြီးခဲ့တဲ့ရာသီကလို့ဂိုးလည်းမသွင်းနိုင်တော့ဘူးဟိဖန်တီးမှုလည်းမလုပ်နိုင်တော့ဘူးဟိကျွန်တော်ဘာလို့ပြောပြောနေကြတယ် ဘာလို့ကျွန်တော်အဲ့လိုမလုပ်နိုင်လဲကျွန်တော်ကြည့်လိုက်ဖာနန်ဒက်စ်ရဲ့အကောင်းဆုံးအည်သွေးလို့ပြောရင်ညီကတို့ဘာမြင်လဲဖာနန်ဒက်စ်ရဲ့အကောင်းဆုံးအည်သွေးလို့ကျွန်တော်ပြောရင်ဖန်တီးမှုလုပ်နိုင်တယ်ဂိုးသွင်းနိုင်တယ်အိုလီဂနာဆိုးချရဲ့လက်ထက်တုန်းကဖာနန်ဒက်စ်ကဥရောပမှာအကောင်းဆုံးနံပါတ်10ရုပ်ကစားမတွေတွေကတယောက်ပဲအခုလက်ရှိယူနိုက်တက်မှာအမ်မိုဒီရဲ့လက်အောက်မှာဘာကောင်းမှမဟုတ်တော့ဘူးဘာလို့လဲဆိုတော့ခဏတိုင်းဘောလုံးကိုပြန်ဆင်းမလိုက်နိုင်ဘူးเนาะရှော့ပါစီတီနဲ့မပေးနိုင်ဘူးဘာညာဖာနန်ဒက်စ်ရဲ့အားသာချက်ကလက်ရှိနေနေ တီကီတာကကစားတဲ့ကစားမမျိုးမှမဟုတ်တာဗျာဟုတ်တယ်မလားနော်အရင်ကတည်းက central midfielder defensive midfielder မှမဟုတ်တာဆိုတော့ attacking midfielder တယောက်ကို defensive midfielder မှာတုံးနေပြီးတော့ကျွန်တော် short pass တွေမပေးနိုင်လို့ဆိုပြီးတော့ကျွန်တော်အပြစ်သွားပြောလို့မရဘူးအဲ့ဒါဒီကစားမရဲ့အာသာချက်ဟုတ်မနေဘူးကစားမရဲ့အာသာချက်ဒီပြိုင်ဘက် area နဲ့နီးလီ area များလီ finalist ဒီ goal သွင်းနိုင်တယ် finalist ဒီပေါင်ဆဲကိုပြေးဝင်နိုင်တယ် finalist ဒီဖန်တီးမှုလုပ်နိုင်တယ် အဲ့ဒါအကြောင်းလည်းပဲရိုနယ်ဒိုနဲ့တွဲဆိုတော့ငါတို့မာစီယရုနဲ့တွဲဆိုတော့ငါတို့နော်အက်ဒီဇင်ကာဘာနီလိုမျိုးလုံးဝပေါ့နော်ဘယ်လိုပြောမလဲအရင် movement ကောင်းတဲ့တိုက်စီမှုတရားနဲ့တွဲဆိုတော့ငါဖာနန်ဒက်စ်ရဲ့အည်သွေးတွေကိုကျွန်တော်မြင်ရပြီးတော့အခုလက်ရှိ central box central ဗာလဲဒီမီဖီမှာပို့လိုက်တဲ့ကသူ့အည်သွေးတွေမထွေရတော့တာဒါဒီဖာနန်ဒက်စ်ညံ့သွားတာမဟုတ်ဘူးနီးပြသည်ဖာနန်ဒက်စ်ရဲ့အကောင်းဆုံးအည်သွေးကိုထုတ်သုံးနိုင်တဲ့နေရာမှာမသုံးမင်းနဲ့သူ့ရဲ့အငြင်းဆုံး quality ကိုမြင်ရမယ့်နေရာကိုထားလိုက်လို့ဖာနန်ဒက်စ်ညံ့သွားတာ เนาะပြီးရင်ကက်စမဲရိုကက်စမဲရိုကိုကျွန်တော်တို့ညီနေပေါ့เนาะဘောလုံးကြီးခဏခဏပြက်လို့ကျွန်တော်ပြောရတယ်ထားပါတော့ကက်စမဲရိုဒီကျွန်တော်တို့ညီနေ press resistant ဖြစ်တဲ့ player ဟုတ်မနေဘူးဗျာနောက်တစ်ခုကကျွန်တော်တို့ညီနေဟို patrick dugu ကိုကျွန်တော်ဖြတ်တင်ဘောဒီမပေးနိုင်လို့ patrick dugu ရဲ့အားသာချက်ထဲမှာဖြတ်တင်ဘောဒီမပါဘူးเนาะပြီးလို့ရှိရင်ကျွန်တော်လူရှော့စီကကျွန်တော်အကောင်းဆုံးခြေသွင်းနေမတွေ့ရဘူးလူရှော့ဒီ left back မှာကစားရင်เนาะကျွန်တော် head space ကြီးကနေပြီးတော့ crossing တအားကောင်းနေကစားမှာ လူရှော့ကစားညံ့ပါတယ်လူရှော့ကဒီယာဒီမှာဒါပေမဲ့လူပြောပြောချင်တာကလူရှော့စီကအကောင်းဆုံးရည်သွေးတွေက hash space တွေကနေပြီးတော့ crossing တွေပြီးမယ်ဘဲချန်းကနေ crossing တွေပြီးမယ်ဒါဒီသူ့ရဲ့သူ့ရဲ့ handband ပဲเนาะဒါပေမဲ့လူလက်ရှိသူ့ရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်တွေ့မနေရဘူးဘာလို့လဲ left center back ကြီးမှာထားကစားနေတာကိုအာမက်ဒီယာလိုရဲ့အကောင်းဆုံးခြေစွမ်းကြီးပြိုင်ဘက်ပေါက်ဆွဲကိုဝင်မယ်တယောက်ချင်းတယောက်ကြော်မယ်เนาะပြီးလို့ရှိရင်ကျွန်တော်ကန်မယ်ဖြတ်တယ်မို့ပြီးမယ်ဒါပေမဲ့လက်ရှိအာမက်ဒီယာလိုကိုကျွန်တော်တုံးနေတာဒီ ခန်းစစ်တောင်းဝန်မကင်းတဲ့နေရာဆိုတော့အာမက်ဒီခန်းစစ်ကစားမှဝင်းဘတ်ကစားမှမဟုတ်တာဆိုတော့ကျုပ်ကျွန်တော်အဲ့လိုသုံးနေရတယ်ဆိုတော့အာမက်ခြေသွမ်းမပေါ်တော့ကျွန်တော်အာမက်ကိုပြောကြတယ်သို့တော့အာမက်ရဲ့အာသာချက်တွေကိုအမ်မိုရင်ကလစ်လျူရှုထားပြီးတော့အာမက်ရဲ့အားနည်းချက်တွေကိုပေါ်နိုင်မဲ့နေရာကြီးမှာကျွန်တော်သုံးနေတယ်เนาะဆိုတော့အချိန်ကြီးကမကောင်းဘူးအချိန်ကြီးကမကောင်းဘူးလေ အဲ့ဒါဆိုနီးပြားကသူ့ကစားမားရဲ့အာသာချက်အာနေချက်တွေကိုကျွန်တော်အနေနဲ့အမှန်ကန်ကာကွယ်နိုင်ရမှာအခုဆိုလို့ရှိရင်ကျွန်တော်တို့ထပါတော့အာနီစလိုကိုကျွန်တော်ကြည့်ကြည့်အောင်ခင်ဗျားတို့ယူနိုက်တက်မူလို့ပြောမှာဆိုလို့ကျွန်တော်အာနီစလိုကိုကျွန်တော်ကြည့်ကြည့်အောင်အာနီစလိုအနေနဲ့အာနီစလိုရဲ့လက်အောက်ဒီယာဒီမှာတိုင်ပတ်နေတဲ့ကစားမားတယောက်ရှိတယ်ဒါအများနော်အခုဘာလဲဆိုတော့ဆာလာပဲဆာလာဘာလို့ဒီယာဒီမှာလူတွေတိုင်ပတ်နေတယ်လို့ကျွန်တော်ပြောကြတယ်ဆာလာညံ့သွားသလားအသက်ကြီးလို့ညံ့သွားသလားချက်သမိုင်းမထင်လိုက်နဲ့ ပြီးခဲ့တဲ့ရာသီတွေရာကင်ကလော့ရဲ့လက်ထက်တုန်းကတော့ဘာလို့ကျွန်တော်ဆာလာကိုကျွန်တော်ကြည့်ရင်ဂိုးတွေဖန်တီးမှုတွေတခြားကိုရနေတာเนาะဖြတ်တင်ဖို့တွေပြီးလိုက်တယ်လို့ဟဲ့လားเนาะ Traveler Pass တွေเนี่ยလीအာနုနဲ့တွဲကစားရင်းနဲ့ပေါ့เนาะဂိုးတွေရသွားတယ်လို့เนาะကျွန်တော်တို့မြင်နေရတယ်ဒါပေမဲ့ဒီရာသီအာနီစလို့ကျွန်တော်တို့ဘာဘယ်လိုတုံးလိုက်တယ်လဲတက်နေနေမြားတက်ချ်လိုက်မှာနေရာယူခိုင်းတယ်ဆိုတော့ဆာလာရဲ့ကျွန်တော်အားအသာဆုံး အားအသာချက်ဒီ ပြိုင်ဘက်အီဒီယာပေါင်ချဲမှာရောက်နိုင်လီဆာလာလီကူးသွင်းနိုင်လီပြိုင်ဘက်အီဒီယာအစွန်မှာရောက်နိုင်လီဆာလာလီဖန်တီးမှုလုပ်နိုင်လီပဲဒါပေမဲ့လို့အာနီစတော့ကတက်ချ်လိုင်းမှာကျွန်တော်တွန်းထုတ်ပလိုက်တယ်ဆိုတော့ဆာလာရဲ့အားအကောင်ဆုံး GAD ကမပေါ်တော့ဘူးမပေါ်တော့ဘူးဆိုတော့ဆာလာပဲမသိညံ့သွားတာလို့လူဘာလို့ဖြစ်ရောနော်ညံ့သွားတာလို့လူဘာလို့ကျွန်တော်ဖြစ်ရောတကယ်တမ်းကပြကစားမရဲ့အာသာချက်တွေနဲ့ခက်ဝူးဝေးမှာတုံးလိုက်တဲ့ကအဲ့ဒီကစားမရဲ့အာသာချက်တွေကျွန်တော်မမြင်ရတော့ဘူးမမြင်ရတော့ဘူးဆရာသမားတွေမမြင်ရတော့ဘူးနော်အခုနောက်တစ်ယောက်ကျွန်တော်ပြောလိုက်အောင်ပဲကအဇီ အာဆနယ်မှာကျွန်တော်အလုံးမဖြစ်သလိုဖြစ်နေတယ်လောလောဆယ်လောလောဆယ်မှာနော်အခုတနေ့ကကျွန်တော်ပွဲတပွဲမှာကျွန်တော်အလုံးဖြစ်သွားတယ်အဲ့ဒါဘာလို့လဲအာဒီဒါဒီရှေ့ပွဲဒီမှာ SC ရဲ့အကောင်ဆုံးဖြစ်တဲ့ headspace ဒီပါဒီမှာနေရာပေးပြီးတော့သုံးမနေဘူးအာဒီဒါဒီ touch line ဒီမှာကစားမကူဘောတော့မာတီနီဒီတို့လိုပုံစံသုံးနေတယ်ဆိုတော့ SC ကမင်းရလေပြေပြေတိုင်းလွှားမယ်ပြေးမယ်လွှားမယ်ဆိုတော့ကစားမမဟုတ်ဘူးသူဒီလိမ်မခောက်မယ်နော်ပြီးလို့ရှိရင် one touch pass နေနဲ့သွားမယ် chance creation လုပ်နေတဲ့ကစားမဖြစ်တယ် headspace ဒီမှာပျော်တဲ့ကစားမဖြစ်တယ် အဲ့ဒါကိုကျွန်တော်တို့ touch line မှာသွားတော့နေတော့မသိ AC ကပဲမကောင်းတာလို့လို့ဒါပေမဲ့လို့ဟိုတနေ့ကကျွန်တော်တို့ဘာပွဲလဲကျွန်တော်တို့ဒီ AC ကိုကျွန်တော်တို့ဘောနော်အကောင်းဆုံးမြင်ရတယ်လေ Newcastle နဲ့လာနော် Newcastle နဲ့ပွဲအဲ number 10ကိုကစားလာတယ်ဟော AC ကိုကျွန်တော်တို့မြင်ရပြီ AC ကရုတ်တရက်ကြီးအဲ့ပွဲကြမှာထကောင်းတာလားမဟုတ်ပြန်ဘူးနောက်ထပ်ကစားမတွေရှိသေးအခုကျွန်တော်တို့ David De Gea ဗျာနော် United မှာတော့ငါဆိုလို့ရှိရင်ကဲ Eric Ten Hag ကဘယ်လိုပြောမလဲဟို short pass ပေးနိုင်တဲ့ဂူးသမားကိုသူကတုံးကျင်တာ David De Gea လိုမျိုးဂိုးပဲ လုံးဝပြပြမလဲစတော့ပါပလေးယာကိုဗျာစတော့ပါကီပါတယောက်ကိုမြင်ရလဲဘောလုံးနေသွားအပေးခိုင်းနေလို့မဖြစ်ဘူးအခုလက်ရှိဖီယိုရန်တီနာမှာကောင်းနေတယ်ဆိုတာဒေးဗစ်တီကမင်းမင်း distribution တွေအများကြီးပိုကောင်းလာတာမှမဟုတ်တာနော်ဘာ pressure မှမရှိတဲ့အချိန်မှာ long ball လေးတွေပြီးတော့ရောက်ကောင်းရောက်လိမ့်မယ်ဒါပေမဲ့သူ့ရဲ့အားသာချက်ကြီးဂူဒမားနှစ်ယောက်နေနေကျွန်တော် short stopper နေရာမှာ short stopper လုံနိုင်နေတုံးမယ်ဒီပြန်ရကိုကကိုအသင်းမှာဖြတ်တန်းသွားတဲ့ကစားမားတွေကိုကြည်တိုင်ပက်သွားပြီးတော့သူများအသင်းမှာကောင်းနေတယ်ဆိုတာအလကားမဟုတ်ဘူး။နော်ကိုအသင်းမှာတော့ကစားမားတွေကို ဘယ်လိုပြောမလဲဒီသူတို့ profile သူတို့အားသာချက်အတိုင်းမသုံးနိုင်ကြလို့ကျွန်တော်ဖြစ်ရတာအခု market stretch ကိုကျွန်တော်ကြည့်ကြည့်လိုက် ratio ရဲ့အားသာချက်ကဘာလဲ ratio ရဲ့အားသာချက်ဒီကျွန်တော် 1v1 situation တွေမှာ तू အားသာတယ် 2v2 situation တွေမှာ तू အားသာတယ်ဒါပေမဲ့ united မှာကျွန်တော်ဘာလုပ်လဲ united မှာအဲ့လိုမှမမသုံးတာ ratio ရလာပြီဆို isolated ဖြစ်နေပြီဘောလုံးကပြက်ပြီတိုင်ပက်ပြီဟောတိုက်စစ်မှုဖြစ်ကျွန်တော်ထားတော့က edit and high layout direct play တွေနဲ့ကောင်းတော့ပုဒ်အနေနဲ့ပေါ့နော် confident နေပါလိမ့်ရှိ goal တွေပါတွင်းပြီ เนาะအဆင်ပြေလို့ဖြစ်ပြီနောက်ရကြီးတော့တိုင်ပတ်သွားပြီရူဒီကပြောင်းနေတာအခုလည်းရှိ Hansi Flick တို့ပါတော့ရဲ့လက်အောက်မှာဒါ Rashford ရဲ့အကောင်းဆုံးလူကိုမဟုတ်သေးပါဘူး Rashford ကတိတိအများကြီးပူကောင်းနေကစားမှာအခုဘာဖြစ်လဲကျွန်တော်တို့အနေနဲ့အဆင်ပြေလို့ဖြစ်လာပြီဒါတွေရတိုက်ဆိုင်မှုတွေမဟုတ်နောက်တစ်ယောက်ကကျွန်တော်တို့အနေနဲ့လက်ရှိ Napoli မှာကဲကျွန်တော်တို့အနေနဲ့ဘယ်လိုပြောမလို့ White Land ကိုတွေတွင်းနေပြီเนาะ United မှာကျွန်တော်တချောက်တိုင်ပတ်ပြီးတော့လက်ရှိ Napoli မှာကောင်းနေပါတယ်မသိရင် White Land ကြီးကရုတ်တရက်ကောင်းလာတာလားဘာလို့လဲဆိုတော့မဟုတ်ဘူး White Land ကဒီတိုင်းပဲ United မှာတော့ငါလည်း Champions League မှာဂိုးတွေရတာပဲ သူတို့ Champions League မှာမမမမမီကဂိုးတွေရတာမြင်သေးတယ်မလားဟောเนาะ Galatasaray နောက်တန်းကို Quinn Dewet ကနေတောက်ချောက်ကြီးဆွဲပြီးတော့ဂိုးသွင်းသွားတာပြီးရင် Rashford ပေးလိုက်တဲ့ဖြတ်တယ်မဟုတ်ကိုခေါင်းတွေပါတိုက်သွားတာ Tomini ချိုးပေးလိုက်တဲ့ရာကိုကိုမဟေကင်းရဲ့ပုံမှာအသားလေးပိတ်သွားတာပြောချင်တာကဒီတိုက်စစ်မှုကိုကျွန်တော်တိုက်စစ်အားသာတဲ့ပုံစံအတိုင်းကျွန်တော်သုံးနေပြီဂိုးတွေရပြီအခု United မှာဘာလုပ်ရလဲဘယ်ကောင် Rashford Whiteland ကိုဂိုးဖန်တီးပေးလဲဘယ်ကောင် Rashford Whiteland ကိုကျွန်တော်တို့နေပေါ့နော်ဘောလုံးပေးလဲဒီမပေးရတဲ့အကြောင်းရင်းတွေလည်းရှိတယ် နော်နီးပြရဲ့ instruction တွေကကျွန်တော်တိုက်စစ်ကိုဥတည်ပြီးကစားတာမျိုးမဟုတ်ဖ ೇನೆ မင်းရမင်းကန်ငါရငါကန်သွားနေတာဘလို့သွားအဆင်ပြေမလဲဘလို့သွားအဆင်ပြေမလဲကျွန်တော်တို့ဘင်ဂျမင်ရှက်ကူနေရာမှာဘင်ဂျမင်ရှက်ကူကို resmat နေရာထားခဲ့တော့အာငါတို့ကတိုက်စစ်ကပိုကောင်းလာပြီပေါ့နော်အခုဆိုဘာဘာတိုင်ပတ်နေတယ်ခွိုင်လန်းကဟိုမှာဂိုးတွေရနေပြီရှက်ကူမာဒီမှာတကိုးပဲရသေးတယ်ရှက်ကူကဒါသူပိုပြီးတော့ညံ့နေကစားမှမလို့လားမဟုတ်ဘူးလေဟုတ်တယ်မလားနော်လက်ရှိအခုကပြီးခဲ့တဲ့ရာသီကကုညာတို့အန်ဘူမိုတို့15ကို12ကိုရတယ်90ရရတယ် အခု United မှာအခုချိန်ထိတယောက်ကိုနှစ်ဂိုးမပြေသေးဘူး။ဒီကစားမတွေရုတ်တရက်ညံ့သွားတာလား။မထင်တဲ့ဆက်တမကိုအသင်းရဲ့တိုက်စစ်ကစားဟန်ဒီညီးပြကကစားမတွေကိုတုံးနေနေရာဒီမှာဟိုကောင်းကောင်းအသုံးမချနိုင်လို့ကျွန်တော်မှန်မှန်ကန်ကန်အသုံးမချနိုင်လို့ဖြစ်ရတာ။ကစားမတွေရဲ့အားသာချက်တွေကိုရအောင်အသုံးချပြီးတော့ကစားမတွေရဲ့အားနည်းချက်တွေကိုကျွန်တော်တို့ကတနည်းမဟုတ်တနည်းနဲ့ကာကွယ်ပေးဖို့ကျွန်တော်ကြိုးပမ်းရမှာ။အခုကအဲ့လိုမဟုတ်ဘူးနီးပြကကစားမားတွေရဲ့အားနည်းချက်တွေကိုပေါ်လွင်စမဲ့နေရာကြီးတွေတုံးပြီးတော့ကစားမားတွေအားသာချက်တွေကြတော့ဖုံးထားလို့ကျွန်တော်ဖြစ်နေတာเนาะသူ့ရဲ့ ကစားကွက်သူ့ရဲ့သူယုံကြည်တဲ့အရာတခုအစဉ်ပြေဖို့အတွက်နဲ့ကစားမားတွေကိုကျွန်တော်စတိနေရတာအချိန်ကြီးကဒါဟာ MOD နေမဟုတ်ရှင်းနီးပြတွေတုန်းကလည်းအဲ့လိုပဲကြုံဘူးတယ်ရှင်းနီးပြတွေတုန်းကလည်းအဲ့လိုရှိရှိဘူးတယ်ဆိုတော့ဒါကကျွန်တော် MOD တယောက်တည်းကိုအပြစ်ပြောတာမဟုတ်ဘူးရှင်းနီးပြတွေမှာလည်းဒီလိုမျိုးအဲ့ဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ကိုအတင်းတောင်းဝင်ရှိသူတည်းရဲ့ဘက်ကနီးပြတယောက်ကိုခန့်ဖို့ကြိုးပမ်းတဲ့အခါနီးပြတွေရဲ့ကျွန်တော် identity ကိုတည်တည်ချာချာမလုပ်နိုင်လို့ပဲဆိုတော့เนาะလက်ရှိရှိတဲ့ကစားမားတွေနဲ့အစဉ်ပြေနေမဲ့နီးပြကိုမရှာမဖွေနိုင်လို့ပဲ အဲ့ mix management ကြီးကြောင့်ကျွန်တော်တို့ကဒါကြောင့် series လိုက်ကျွန်တော်ပြဿနာတွေကျွန်တော်လက်ရှိမှာတက်နေရတာအခုလက်ရှိကျွန်တော်နေတဲ့ Harry Maguire ကိုကျွန်တော်တို့ Brentford နဲ့ပထမဆုံးပွဲမှာအပြစ်တင်ခံရတယ် Brentford နဲ့ပထမဂိုးမှာ Maguire မလိုက်နိုင်လို့ Maguire ကပြေးတဲ့ကစားမှမမဟုတ်တာဒီကောင်ကိုပြေးရမယ့်အလုပ်တွေမလုပ်ခိုင်းနဲ့လीဟုတ်တယ်မလားဟုတ်တယ်မလားကျွန်တော်တို့နေတဲ့ဆိုတော့သူအားသာချက်သူအားနေချက်ကိုကျွန်တော်တို့ကဖုံးနိုင်ဖိနိုင်လုံနိုင်မှကျွန်တော်တို့ကအဆင်ပြေမှာဗျာအခုကကျွန်တော်အခြေအနေမကောင်းဘူးဖြစ်နေတာအဲ့ဒါကြောင့်ပဲကစားမတွေကသူများအသင်းရောက်သွားတဲ့အခါကောင်းလာတယ်ဆိုတာမျိုးက ဒီကောင်လေးကအဲ့ကြမှာကောင်းသွားတာမဟုတ်ကိုသိမ်းမာတော့ကလေးကအဲ့ဒီအကြီးတွေးတွေရှိပြီးသားပြည်တနာကကိုနီးပြတွေကကျတော့အသုံးမချနိုင်တာအခုကျွန်တော်နေကဝိုင်းလန်ကျွန်တော်နာပိုလီနဲ့ပွဲမှာဂိုးသွင်းနှစ်ဂိုးသွင်းသွားတယ်ပထမတစ်ခုဖြစ်တင်ပေါ့ဒုတိယတစ်ခုဖြစ်တင်ပေါ့ကိုကျွန်တော်ကတော့ဒေါင်းကံပေါ့ရှော့ပါ့စ်ကနေတစ်ဆင့်တော့ကောင်းတကောင်းတိုက်သွားတယ်ပထမတစ်ခုဂေဗင်ဒေဘရိုင်းထိုးပေးတဲ့လုံကိုဒီကောင်အကြပြေးပြီးတော့သွင်းသွားတယ်အဲ့ဒါလိုအလုံးမျိုးကျွန်တော်ယူနိုက်တက်မှာဘယ်တော့ငါဖန်တီးမှုဝိုင်းလန်ရခဲ့လေဝိုင်းလန်ရခဲ့လေအဲ့လိုမျိုးဖြစ်တင်ပေါ်ဒီတစ်ခါတလေရတယ်တစ်ခါတလေသွင်းတာပဲ ဒါပေမဲ့ကျွန်တော်တို့ထပ်ပြီးတော့မပြီးတော့ထွက်ထပ်ပြီးတော့ဂိုးမရတော့ဘူးဆိုတော့အခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်လက်ရှိဘင်ဂျမင်ရှက်ကိုဘဲကောင်ရှက်ကိုကိုဂိုးဖန်တီးပေးနေခင်ဗျစဉ်းစားကြည့်ဗျာရှက်ကိုကိုဂိုးဖန်တီးမှုဘယ်နှကြိမ်ရှိလဲဘဲကောင်ရှက်ကိုကိုဖန်တီးမှုလုပ်ပေးခဲ့လဲခင်ဗျတို့စဉ်းစားကြည့်တိုက်စစ်ပိုင်းမှာမတီးစ်ကွန်ညာရှက်ကိုကိုဖန်တီးပေးသလားရိုင်ယန်အမ်ဘူမိုဝါမှဖျက်တင်ဘောလေးတွေသူ့နီထရယ်အင်စတစ်တိုင်ပေးနေသေးတယ်နော်ဒါပေမဲ့လို့နီးပြလူချင်းနဲ့သူတို့အတိုင်းမဟုတ်တဲ့အခါကျတော့ဘာမှကျွန်တော်ဖြစ်မလာဘူး ချက်တင်ပေါ်ဘယ်နှယောက်ကမြန်ရှက်ကူကိုကျွန်တော်တပွဲတပွဲမှာ၃ချိန်ပြည့်အောင်ပေးတယ်လေအသင်းလုံးပေါင်းလို့ရှက်ကူကိုဘောလုံးပေးတဲ့ဖန်တီးမှုလို့ပေးတာ၃ချိန်မပြည့်ဘူးဟာလန်းတို့၅ကိုရတယ်အိုက်ကောင်တွေအခွင့်အရေး၉ချိန်လောက်ရတာနော်သူများအသင်းတွေကစားမားတွေကျွန်တော် chance တွေရနေတယ်ဂိုးတွေသွင်းနေတယ်ဆိုတာ chance တိုင်းဂိုးသွင်းတာမဟုတ်ဘူးဒါပေမဲ့လို့ဒီကောင်တွေကိုလုံလောက်တဲ့ chance တွေပေးဂိုးကသွင်းသွားတာပဲကျွန်တော်တို့ဘင်ဂျမင်ရှက်ကူကိုမသွင်းမှုပြောတယ်ရှက်ကူဘယ်နှချိန်အပေါ်အခွင့်အပိုင်အခွင့်အရေးကျွန်တော်အနေနဲ့ရတယ်ဒီကောင်ဟာဒါကြီးကိုမဝင်မှုကွာကျွန်တော်ဘယ်နှချိန်ကျွန်တော်အနေနဲ့မြင်ခဲ့ရလဲအဲ့လိုလိုမျိုး မမြင်ခဲ့ရဘူးဘာလို့လဲဆိုတော့ကစားမရီမာကဘာဖန်တီးမှုဘာဘာဘာပန်ပိုးမှုမှရှိမနေလို့ပဲအဲ့ဒါကလည်းနီးပြရဲ့ကျွန်တော် set up တွေကဒီကစားမတွေကိုဥတည်ကစားမနေလို့ပဲဆိုတော့အခုလည်းကြည့်ဟယ်ဒီမကွိုင်းရတိုင်ပတ်သွားတာလို့နော်ဟိုဘယ်လိုပြောမလဲနော်အိုးအိုးကစားမတွေကလောင်းဘောတွေကြီးပဲပေးနေတာလို့ဆိုတာတွေကနီးပြရရဲ့ instruction တွေဖြစ်နေလို့ကျွန်တော်သွားတာနီးပြရတွေဒီကိုကစားမရဲ့အားနေချက်တွေကိုမဖုံးမင်းနဲ့အားသာချက်တွေကိုဖော်မသုံးနိုင်လို့ဖြစ်နေရတာ အခုကအာနေချက်ကိုဖော်တယ်အာသာချက်ကိုဖုံးမိထားသလိုဖြစ်နေတာဒါကြောင့်ကျွန်တော်ဒုက္ခရောက်ရတာအဲကြောင့်ကစားမတစ်ယောက်ကနော်ကျွန်တော်အာနေချက်ဒီမှာအများကြီးမြင်နေရပြီဆိုအနိပြအနေနဲ့လက္ခဏာကောင်းနေကျွန်တော်မဟုတ်တော့ဘူးအဲ့တော့နော်ကွင်းထဲမှာတကယ်တကယ်ကစားတဲ့အခါကစားမတစ်ယောက်ချင်းစီကိုကျွန်တော်တို့ပြောကောင်းပြောလိမ့်မယ်ကြည်နေတုံးတော့တော်တော်လေးပဲကျွန်တော်တကယ်တကယ်နားလေရမှာကဒီကစားမတွေအာသာအာသာချက်ဒီမပေါ်ပဲနေဘာကြောင့်အာနေချက်ဒီအဲ့လောက်ပုံနေရတယ်ဆိုရင်နိပြတယောက်ရဲ့ instruction နေနဲ့နိပြတယောက်ရဲ့ကစားမတွေကို profile လောက်တာမှားနေလို့ပဲ ညီကလေးရောဘယ်လိုမင်းညလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်